ကျေးအလုံးပဲမင်္ဂလာပါအဲ့တော့ကိုမတ်မှာလာရတဲ့တယောက်ပေါ့နော်အကိုကြီးတဲ့ပြည်သူလူထုမသိနားမလဲပဲနဲ့စန္ဒရီပြနေကြတာနားလဲအောင်များများပြောပေးပါတဲ့ယေရှုတင်ပါတယ်တဲ့ကျွန်တော်လည်းပြောခဲ့ပါတယ်နော်ကျွန်တော်ဒီနိုင်ငံအရေးကြီးပြောလာတာတေချာစဉ်းစားကြည့်9နှစ်ရှိပါပြီ2018 2019ကတည်းက မဲခွေကပြားကိုစဖြတ်ကလေးကဒါတလင်းကြီးထောင်းပွဲတွေစဖြတ်လို့စဖြတ်ဖို့လုပ်ကလေးကကိုကျွန်တော်တို့ပြောခဲ့တာပါနော်အဲ9နှစ်9နှစ်လောက်ရှိပါပြီအဲ့တော့ပြည်သူတွေတကယ်နားမလဲတာဒီမိုကရေစီကိုနားမလဲတာဗျပြည်သူတွေကိုဒေါအောင်ဆန်းစုကြည်နဲ့ NLD 88တီဥက္ကဏီတို့တင်ပေးထားတဲ့ဒီမိုကရေစီကကဘာမှမရှိတော့ဘူးဗျကဘာမှမရှိတော့ဘူး အဲ့ဒီသူတို့သိတဲ့ဒီမိုကရေစီကဒါတိုက်ဒီမိုကရေစီလို့ခေါ်တယ်ပြည်သူကပဲအကုန်လုံးကိုရွေးတယ်သမ္မတကသမ္မတကိုလည်းပြည်သူကပဲရွေးတယ်ဒီမိုကရေစီဒါတိုက်ဒီမိုကရေစီအဲ့ဒါကအဲကျွန်တော်တို့ဟိုယောမခင်မှာကြံခဲ့ပြီခကြီးကပြောင်းသွားပြီအခုကအင်တာတိုက်ဒီမိုကရေစီဗျပြည်သူတွေကိုယ်တိုင် ရွေးချယ်တဲ့စနစ်မတော်ပါနဲ့ပြည်သူတွေကိုစားအလုတ်လုတ်မဲ့ကိုယ်စလဲတော်ကိုရွေးချယ်ပြီးတော့နိုင်ငံအလုတ်တွေလုတ်ခိုင်းတာအင်တာရိုက်ဒီမိုကရေစီလို့ခေါ်တယ်ဗျအဲ့တော့ဒါရိုက်ဒီမိုကရေစီဆိုတာကတော့ကျတို့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးတွေကိုအိုးကျတို့ရောမကက်ကလေးကအော်တအိမ်တယောက်လာပြီးတော့ဘာဖြစ်လဲခမ်းမာကြီးတွေကိုမြင့်ကြီးတွေလာပြီးတော့သူတို့ကိုယ်တိုင်ပါဝင်ပြီးတော့ အဲဆွေးနွေးပြီးတော့မှဆုံးဖြတ်ချက်တွေချကြတာအဲ့ဒါဒါလိုက်ဒီမိုကရေစီအဲ့တော့2008ဖွဲ့စည်းပုံအခြေခံဥပဒေတို့အဲအမေရိကန်နိုင်ငံရဲ့ဖွဲ့စည်းပုံတို့အဲကျွန်တော်တို့အဟိုအိန္ဒိယဖွဲ့စည်းပုံတို့ကမ္ဘာမှာဖွဲ့စည်းပုံတွေအကုန်လုံးကအင်တာနက်ဒီမိုကရေစီပဲဖြစ်သွားပြီဗျနော်အဲ့တော့ဟိုကိုလိုချင်တာတွေကိုတောင်းဆိုလို့မရဘူးဗျနိုင်ငံတိုင်းမှာသူ့သူ့ဝါဒနဲ့သူ့စနစ်နဲ့သူသွားတာ ဲ့တော့ကိုလိုချင်တဲ့ဒီမိုကရေစီက မရဘူးဆိုပြီးဆန္ဒတွေပြမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးကိုလိုချင်တဲ့ဒီမိုကရေစီရဖို့ကိုသဘောပိုင်းမှာနားလဲအောင်လို့ရှင်းပြပြီးတော့ပြည်သူတွေကိုနားလဲအောင်လို့ရှင်းပြပြီးတော့မှအဲ့ဒီစနစ်တစ်ခုကိုတပြေးပြေးချင်းချင်းယူပြီးတော့သွားရတာဗျအခုလိုဆန္ဒတွေပြမယ်လက်နက်ကင်ပြီးတော့တိုက်ပွဲတွေဝင်နေပြီးတော့လှုပ်တာကမှန်ကန်တဲ့လှုပ်ဆောင်ချက်မဟုတ်ပါဘူး ဒီမိုကရေစီကြောင်းအသေးစိတ်ကိုထပ်မံပြီးရှင်းပြ